ားလုံးပဲမင်္ဂလာပါ။ညခရစ်တိုနဲ့ပြန်ပြီးတော့ကြိုးစားပါရစေ။ကျွန်တော်တော့ခုဖြစ်ပါရစေ။ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ခရစ်တိုမှာယင်းနှမြုံနယ်မှုလုပ်တဲ့အချိန် project တွေကိုလေ့လာတဲ့အခါမျိုးမှာဘယ်အချက်တွေကိုမူတည်ပြီးတော့လေ့လာလို့ရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါရစေ။ဒါကြောင့်ယင်းနှမြုံနယ်မှုစဉ်းစားနေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ဖို့ဖိတ်ခေါ်ပါရစေ။ခရစ်တိုမှာယင်းနှမြုံနယ်မှုလုပ်တဲ့ဆိုတာကစိတ်လှုပ်ရှားစရာကောင်းတယ်လို့ risk လည်းအများကြီးပါတယ်။ crypto project တွေမှာကျွန်တော်တို့ investment လုပ်ခင်မှာ project နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကြိုပြီးတော့လေ့လာထားတာမျိုးတွေလုပ်သင့်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြလို့မှာကျွန်တော်ပြောပြခဲ့ပြီးပြီအဲ့တော့ဒီနေ့ဘယ်လိုအချက်တွေကိုမူတည်ပြီးတော့လေ့လာလို့ရမလဲဆိုတာကိုစပြီးတော့ပြောပြပေးပါမယ်နံပါတ်1ကတော့အခန်းကဏ္ဍဖြစ်ပါတယ် crypto project တစ်ခုကိုကိုကယင်းမြို့နံမှုမလုပ်ခင်မှာဒီ project ကဘယ်လိုအကြောင်းအရာတွေကိုလုပ်နေတဲ့ project လဲဘယ်အခန်းကဏ္ဍမှာပါဝင်နေတဲ့ project လဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ကိုယင်းမြို့နံလိုက်တဲ့ project က ီဖိုင်လားမီးခွိုင်လားကောကောပြပြမတီပဲနဲ့သူများကောင်းလို့ဝေလိုက်တယ်ဆိုတာမျိုးတွေမလုံးသင့်ဘူးဒီ project ကဘာတွေကိုလုပ်နေတာလဲမီးခွိုင်လားဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီ rear accessory ကိုစီမံခန့်ခွဲနေတဲ့ project လား AI project လားအစရှိတဲ့အခန်းကဏ္ဍတွေအလိုက်ခွဲခြားပြီးတော့တည်ထားသင့်ပါတယ်ဒါကနံပါတ်1အချက်ဖြစ်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ white paper ကိုဖတ်ရမှာဖြစ်ပါတယ် project တစ်ခုရဲ့အသက်က white paper လို့ပြောလို့လည်းရပါတယ်ဒီ project က ဘလို့နီးပညာတွေကိုအသုံးပြုပြီးတော့လဲပတ်နေတဲ့ project လဲဘလို့တည်ဆောက်ထားတယ်လဲသူတို့ရဲ့အဓိကယူရချက်ကဘာတွေလဲပြီးပြီဆိုရင်ဘလို့ပြဿနာတွေကိုကင်တွယ်ဖြေရှင်းနေလဲဆိုတာတွေကို white paper တွေထဲမှာဖော်ပြထားလေရှိရယ်တေချာခိုင်မာတဲ့ project တစ်ခုရဲ့ white paper ဆိုတာကဖတ်ရတာရှင်းရှင်းလင်းလင်းရှိပြီးတော့နားလည်ရလွယ်တဲ့ပုံစံမျိုးနဲ့ရေးထားလေရှိပါတယ်အဲ့ဒီလိုမဟုတ်ဖ ೇನೆ white paper တစ်ခုကဖတ်ရတာအရန်ရှုံနေပြီးတော့ကိုနားမလည်ရဲ့စကားလုံးတွေအများကြီးတုံးထားတယ်မှလိုက်တဲ့ဘက်တွေအများကြီးပါနေတယ်ဆိုရင်တော့ အဲ့ဒီ project ကိုစောင့်ကြည့်တဲ့အထက်မှာပါတယ်ကျွန်တော်ဘာတွေလုပ်နေလဲဆိုတာမျိုးတွေကတည်တည်ကြကြဖော်ပြထားတာမျိုးတွေလည်းမရှိနိုင်ဘူးအဲ့ဒီအတွက်ဒီ project တွေဆိုရင်တော့သတိထားတဲ့အထက်မှာပါပါတယ်နံပါတ်3အချက်အနေနဲ့ကတော့ဘသူတွေဥစားနေလဲဆိုရဲအပိုင်းဖြစ်ပါတယ်ဒီ project ကိုဘသူတွေဥစားနေလဲဆိုတာကလည်းလေ့လာထားတဲ့လင်းရင်လုံနေရာမျိုးတွေပြီးပြီးဆိုရင် x လုံနေရာမျိုးတွေမှာ project ရဲ့ဥစားသူတွေရဲ့အချက်လက်တွေကိုရှာကြည့်တဲ့သူတို့ရဲ့နောက်ခံတမိုင်းကြောင်းတွေ background စတာတွေပြီးပြီးဆိုရင် သူတို့တွေအရင်ဆုံးကဘာတွေကိုဦးဆောင်ခဲ့လဲအရင်ဆုံးကဦးဆောင်ခဲ့တဲ့ project တွေမှာရောအောင်မြင်မှုတွေရှိခဲ့လားဘယ်လိုမျိုးအကြောင်းအရာတွေကြုံတွေ့ခဲ့ရလဲဆိုတဲ့အကြောင်းအရာတွေကိုလေ့လာထားတဲ့နေပညာနဲ့ crypto နဲ့ပတ်သက်ပြီးတော့ဘလောက်အထိအကျွမ်းဝင်မှုရှိလဲဆိုတာကိုလေ့လာကြည့်တဲ့ဒီ project တစ်ခုကိုဦးဆောင်နေတဲ့သူက crypto နဲ့ပတ်သက်လို့နေပညာနဲ့ပတ်သက်လို့အကျွမ်းတဝင်မရှိဘူးဆိုရင်ဒါရှောင်တဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ project ရဲ့နောက်ွယ်မှာရှိနေတဲ့လူတွေကိုတည်ထားတာကလည်းဒီ project ရဲ့အလားအလာကို ဘယ်လောက်အထိရှိလာနိုင်လဲဆိုတာကိုခံမှန်းဖို့အထောက်အကူအများကြီးပြုမယ်လို့ထင်ပါတယ်။နံပါတ်၄အချက်ကတော့ community ဖြစ်ပါတယ်။ကောင်းမွန်တဲ့ project တွေရဲ့နောက်မှာတက်ကြွတဲ့ community တခု အမြဲရှိလေရှိပါတယ်။ဒီ community က project နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတိုင်ပင်နေတာမျိုးတွေပြီးပြီးဆိုရင်အကြံပြုနေတာမျိုးတွေရှိတတ်တယ်။ဥပမာအနေနဲ့ Reddit တို့ Telegram တို့လိုနေရာမျိုးတွေမှာ တိုင်ပင်ဆွေးနွေးနေကြတာတွေ engagement ကောင်းကောင်းနဲ့အကျင့်နဲ့ဆွေးနွေးတိုင်ပင်နေကြတဲ့ community တခုရှိမရှိဆိုတာကိုရှာဖွေကြည့်ဖို့လိုအပ်ပါတယ် active ဖြစ်ရလားပြီးပြီဆိုရင် boundary ကိုတုံးပြီးတော့ပဲ active ဖြစ်အောင်လုပ်ထားတာလား community မှာလူများရဲ့ပြီးရောလုပ်ထားတာလားတကယ်အစစ်မှန်တွေလားဆိုတာကိုလေ့လာကြည့်ဖို့လိုအပ်ပါတယ်တကယ် active ဖြစ်တယ်ဆိုရင်တော့ကောင်းတဲ့လက္ခဏာရပါမယ် boundary တုံးပြီးတော့လူများရဲ့ပြီးရောလုပ်ထားတယ်ဆိုရင်တော့လက်ဆောင်တင်တဲ့အထက်မှာပါတယ်ပါကြောင်လဲဆိုတော့ community ကလည်း crypto project တွေအတွက် တကယ်အရေးကြီးတဲ့ခန့်ခန္ဓာမှာပါပါတယ် community အင်အားတောင့်နေဆိုရင်ဒါ crypto project တွေကရေရှည်ရည်တည်ဖို့အတွက်အထောက်အကူအများကြီးဖြစ်မှာပါနံပါတ်5အချက်ကတော့နည်းပညာနဲ့ပါတနာရှစ်ဖြစ်ပါတယ် coin invest လုပ်မဲ့ project ကဘယ်နည်းပညာတွေကိုအဓိက သုံးထားလဲဘယ်လို blockchain ပေါ်မှာတည်ဆောက်ထားလဲ bison security အရာစိတ်ချရရလားဆိုတာတွေကိုလေ့လာထားတင်ပါတယ်ဒါတွေကိုမသိဘူးဆိုရင်လည်းကျိုးရမ်းပေါ်မှာလမ်းလျှောက်နေရတယ်လို့အချိန်မီပြုတ်ကြသွားနိုင်ပါတယ် ကို invest လုပ်ထားတဲ့ project က security အရာစိတ်မချရတဲ့ project တခုဖြစ်နေတယ်ဆိုရင်စုံရှုံနေတာမျိုးတွေဆိုတာကကြုံတွေ့ရနိုင်ပါတယ်ပြီးတော့ funding အနေနဲ့တကယ်ရောတောင်းရင်လား funding တကယ်ရထားတာဟုတ်ရဲ့လားဆိုတာတွေကိုလေ့လာကြည့်တဲ့ဘယ်သူတွေနဲ့ partnership လုပ်ထားနိုင်လဲဆိုတာကလည်းအရင်အရေးကြီးပါတယ် partnership လုပ်ထားတဲ့အဖွဲ့အစည်းတွေက project ပေါ်မှာဘယ်လောက်အထိအထောက်အကူပေးနိုင်လဲဆိုတာကအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာပါပါတယ် ဘာကြောင့်လဲဆိုတော့ပါတနာရှစ်မကောင်းရင်ကိုယ့်ရဲ့ project ပါပြိုလဲသွားတာမျိုးတွေကိုကြုံတွေ့ရနိုင်ပါတယ်။ဥပမာအနေနဲ့ FTA ပြိုလဲခဲ့စဉ်တုန်းကဆိုရင် FTA ပြိုလဲမှုနဲ့အတူပြိုလဲသွားခဲ့ရတဲ့ crypto project တွေအများကြီးရှိခဲ့ပါတယ်။ဒီလိုမျိုးတွေမဖြစ်အောင်လို့ကိုယ့်ရဲ့ partnership ကို invest လုပ်မဲ့ project ရဲ့ partnership တွေကစိတ်ချရတဲ့ partnership တွေဟုတ်ရဲ့လားတကယ်ရောကိုယ့်ရဲ့ project ပေါ်မှာအထောက်အကူပေးနိုင်တဲ့အကူအညီပေးနိုင်တဲ့ partnership တွေဟုတ်ရဲ့လားဆိုတာကိုလေလေ့လာကြည့်တဲ့အထက်မှာ ပါပါတယ်။တရချက်တွေပေါ်မူတည်ပြီးတော့မှ market အပေါ်မှာဘယ်လောက်အထိစွမ်းဆောင်မှုရှိနိုင်လဲ။ပြီးပြီးဆိုရင်တကယ်ရောငွေကြေးအရာခိုင်မာမှုရှိရလားဆိုတာတွေကိုလေ့လာပြီးမှ invest လုပ်သင့်ပါတယ်ခင်ဗျာ။ရှောင်းတင်တဲ့ project တွေအနေနဲ့ထပ်ပြီးတော့ bonus ထည့်ပြောရမယ်ဆိုရင်တော့ရှောင်းတင်တဲ့ project တွေထဲမှာအထက်ကပြောခဲ့တဲ့အရာတွေနဲ့စံချဘက်ဖြစ်နေတဲ့ project တွေကိုရှောင်းသင့်ပါတယ်။ project တင်ကဘယ်သူတွေဥဆောင်နေတာလဲ။အာ project တင်ကိုဥဆောင်နေတဲ့သူတွေကကိုမသိရတဲ့သူတွေပြီးပြီးဆိုရင် နာမည်မကြီးတဲ့သူတွေသူတို့ low profile အနေနဲ့နေနေတဲ့သူတွေဆိုရင်ရှောင်းတဲ့အထက်မှာပါတယ်ပြီးတော့မဖြစ်နိုင်တဲ့ဂရီတွေပေးတာဖြစ်ပါတယ်အရန်ကောင်းလုံးနေပြီဆိုရင်အလိညာဖြစ်နိုင်တယ်ဆိုတဲ့ဇကားလေးအတိုင်းပဲအရန်ကောင်းလုံးနေပါတယ်မဖြစ်နိုင်တဲ့ဂရီတွေပေးနေပြီဆိုရင်တော့ရှောင်းတဲ့အထက်မှာပါပါတယ်ဆိုတော့ crypto မှာ invest လုပ်တော့မယ်ဆိုရင်ကို invest လုပ်မဲ့ project ရဲ့အကြောင်းတွေကိုလေးလာပြီးမှသားလဲကိုရဲ့ portfolio ရဲ့ဘလောက်ယာကိုင်းတော့ကိုအသုံးပြုမယ်ဆိုတာမျိုးတွေကိုစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ် အများစုမှားလေးရှိတာတွေကကိုကယင်းနှမြုံနံမှုလုပ်ပြီးမှ project နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုလေ့လာတာမျိုးတွေဖြစ်ပါတယ်။အဲ့တော့ project နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုအရင်လေ့လာပြီးမှသာလဲဘယ်လောက်ပါဆန့်ကို invest လုပ်မယ်ဆိုတာမျိုးကိုစဉ်းစားရွေးချယ်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကစိတ်ခံစားချက်တစ်ခုနောက်ကိုလိုက်ပြီးတော့ invest လုပ်ဖို့ပဲတွေးနေမယ်ဆိုရင်တော့ကျွန်တော် risk တွေကများနေအောင်မှာဖြစ်ပါတယ်။ပြီးရင်ကြောက်စိတ်တွေလောဘတွေဆိုတာက project တစ်ခုအကြောင်းကိုသိချနားမလဲတဲ့အချိန်မျိုးတွေမှာဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေဖြစ်ပါတယ်။ ဒီစိတ်ကံစားချက်တွေကဥဆောင်သွားပြီဆိုရင်တော့ယင်းမြုံနယ်မှုတွေမှာအဆုံးရှုံးနေတဲ့ကြုံတွေ့ရနိုင်ပါတယ်။အဲ့တော့ဒီနေ့ပြောခဲ့တဲ့အချက်တွေကိုအနည်းပြန်ချက်ရမယ်ဆိုရင်တော့ project တစ်ခုမှာ research လုပ်တော့မှဆိုရင်နံပါတ်1ဒီ project နဲ့ပတ်သက်တဲ့အခန်းကဏ္ဍကိုနားလည်ထားဖို့လိုအပ်ပါတယ်။နံပါတ်2အချက်အနေနဲ့ white paper ဖတ်ကိုဖတ်သင့်ပါတယ်။နံပါတ်3အချက်အနေနဲ့ကတော့ကျွန်တော်တို့ဘယ်သူတွေဥဆောင်နေလဲဆိုတာကိုသိသင့်ပါတယ်။နံပါတ်4အချက်အနေနဲ့ကတော့ community အင်အားတောင်းရလား community က active ဖြစ်ရလားဆိုတာကိုလေ့လာကြည့်တင်ပါတယ်။နံပါတ်5အချက်ကတော့နည်းပညာနဲ့ partnership တွေကိုသိထားတင်ပါတယ်။ဒီအချက်5ချက်ကိုမူတည်ပြီးတော့ကျွန်တော်တို့ project တွေကို research လုပ်မယ်ဆိုရင်ဒီနည်းမြတ်နာမှုလုပ်တဲ့အခါမှာအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်ဝေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျာ။